ရက်ကာလာကြီးလေနော်မရတီကျောင်းပရက်ကာလာကြီးမရတီကျောင်းပရက်ကာလာကြီးမှာအဖြူစိမ့်နေဝင်ပြီးခလေးတွေတည်တယ်ဆိုတာခင်ဗျားတို့ဖြစ်လိုက်တာအခုမှကိုပဲအဲ့ဒါပြောပြလားကိုဖေးကိုလင်းတော်လောက်ကိုလောက်ပဲတိတယ်အတိတရားကြတော့စဉ်းစားမတတ်ဘူးလားအေးပြောပြမယ်နော်မြို့မှာနေတဲ့စစ်မဖြစ်ပွားရဒေတာတွေမှာနေတဲ့ကလေးတွေကတတ်မှတ်ထားတဲ့အချိန်စရာတိုင်းကြောင်းတက်လို့ရတယ်နော်တောမှာနေတဲ့ကလေးတွေအထူးသဖြင့်နေလို့စစ်တပ်ကလိန်အမြဲပြန်ဝဲနေတဲ့ဒေတာမှာနေထိုင်ရတဲ့ကလေးတွေကြတော့နော်ကြောင်းကိုအချိန်မှန်တက်လို့မရဘူး အချိန်မှန်တက်လို့ရတော့ကလေးတွေပညာရေးကိုလက်ရမှာဆိုတဲ့အတွက်အားရင်အားတဲ့အချိန်မှာစတင်ရတယ်။လေပြန်ဝဲလာလို့ဖြစ်ဘုံကထင်းနဲ့ထွက်ပြေးဖြစ်ပြရတယ်။အဲ့ဒီအတွက်တတ်မှတ်ထားတဲ့ကြောင်းဖွင့်ကြီးကာလမှာတာကြောင်းတက်လို့ရမှာမဟုတ်ဘူး။အခြားအချိန်မှာလည်းကြောင်းခေါ်တင်တယ်အပေါ်ချိန်ကြီးတင်တဲ့ဟာတွေရှိတယ်။နားလည်ပြီးရမှတည်နော်။ဒီလိုမှလေရှင်းလားအဲ့ဒီစစ်ခေါင်းဆောင်တွေနဲ့အဲ့ဒီစစ်ခေါင်းဆောင်တွေအကြိုက်လိုက်ပြောင်းပြင်ပေးနေတဲ့ဒီလိုအောက်တန်းစားတွေပဲ ။ဒါကြောင့်မလို့ဇင်ဦးရဲ့အားလို့ရှိရင်အမှလေကျော်စိုးဦးရဲ့ဇော်ကောင်းရဲ့အမင်း2 plus 1ဆွဲနေကြတိတယ်။အဲ့တော့2 plus 1ဆွဲရင်တော့ဇော်ကောင်းရဲ့အောင်နဲ့တာတယ်နော်ဘလားတောက်တယ်ဆိုရင်ကျော်စိုးဦးတဲ့ဆိုင်လွတ်နိုင်တယ်တိတယ်နော်။အဲ့ဒါဆိုရင်တို့တို့တာယာလိုက်မယ်။တိုင်းကြည့်တော့လေအခုလိုမဖြစ်ဘူး။အခုလိုပေါ်တီးဟာမျိုးနော်ဝင်းနေမဲ့တဲ့ဆရာတွေကြီးတို့တို့လိန်ခဲ့တာပဲ။နောက်ဆောက်ချက်မရှိတဲ့ဆောက်ွက်တွေတဲ့အခုတစ်ခါထက်လိမ့်မယ်။ဟုတ်လားမင်းတို့မှဆောက်ချက်မရှိဘူးဆိုတော့တိုင်းကြည့်လုံးတိတယ်။အဲ့တော့ဆောက်ချက်မရှိလို့ရှင်ကိုယ့်ကိုအေးအေးဆေးဆေးလေး2 plus 1ဆွဲနေ။အော်ခိုင်းရိုက်နေကြ။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အိုးထိန်တွင်ကြေးရွာစာတင်ကြောင်းစစ်တပ်ကဘုံကျဲတီကိုမဟုတ်တမ်းတရားကာကွယ်ပြောဆိုနေတဲ့စစ်တပ်လော်ဘီဒဇင်ဥကိုကိုစီကစုံမလိုက်တဲ့ရုပ်တံနဲ့အတူဒီပရင်စာတင်ကြောင်းဘုံကျဲတီကိစ္စတက်တည်နေတကွာမြင်တွေ့ရတီကိုမီဒီယာများကလှုပ်ကြံရေးသားခြင်းဟုစစ်ကောင်စီပြောင်းလဲပြန်ဒီပဲရင်မျိုးနဲ့တွင်ရှိအိုးထိန်တွင်မြောက်ကြေးရွာစာတင်ကျောင်းကိုလေကျောင်းတိုက်ခိုက်မှုကြောင့်ကလေး20ဦးအပါအဝင်20နှစ်ဦးတေဆုံးခဲ့ရတော့လဲ စစ်ကောင်စီကရင်းမာမီဒီယာများကလှုပ်ကြံရေးသားကြခြင်းဖြစ်ကြောင်းမေလ12ရက်ညတွင်ထုတ်ပြန်သည့်ဒီပယ်ရင်းမာစာတင်ကြောင်းကိုတက်မတော်မှဘုံကျဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်းကြီးဖြတ်မီဒီယာများကမဟုတ်မမှန်လှုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရပါသည် အဆိုပါသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာနယ်မြေကလုံခြုံရေးတာဝန်ရှိသူတဦးရဲ့ပြောကြားချက်အရအဆိုပါသတင်းမှာမှန်ကန်မှုမရှိဟုစစ်ကောင်စီဝါဒဖြန့်မီဒီယာများ၏ညာ၈နာရီသတင်းတွေနဲ့တွင်းကျညာသွားခဲ့သည့်စစ်ကောင်စီအနေဖြင့်စည်ရေးပြမှတ်မဟုတ်သည့်နေရာများကိုဘုံကျဲတိုက်ခိုက်မှုမလုပ်ကြောင်းပြောကား နိုင်ငံတော်အစိုးရအနေဖြင့်အနာဂတ်မျိုးဆက်သစ်ကျောင်းသားကျောင်းသူများပညာရေးမြင့်မားစေရေးအတွက်အလေးထားဆောင်ရွက်လျက်ရှိသည်မှာပြည်သူများအသိပင်ဖြစ်ဟုလည်းပါရှိသည်။စကိုင်းတိုင်းဒေသကြီးဒီဘဲရင်မြို့အနောက်တောင်ဘက်9မိုင်ခန့်ရှိအိုးထိန်တွင်ကြေးရွာဤစာတင်ကျောင်းပေါ်ယနေ့နနက်9:40မိနစ်အချိန်စစ်လေရင်မှဘုံကျဲချမှုကြောင့်ကျောင်းသားကျောင်းသူပေါင်း20ဦးနှင့်ဆရာမ2ဦးသေဆုံးသွားခဲ့ကာ၅ဆက်ခန့်တန်ရာရသွားခဲ့သည်။ဒီဘဲရင်ကိစ္စကတဲ့ တမင်တက်တက်လောက်ကြံတာတဲ့နော်ဟိုဘက်ရက်ကွက်ကဒီစစ်တပ်ကိုထောက်ခံနေတဲ့တိုင်ဝမ်ရံပြောတာဟုတ်တယ်ပေဝါတဲ့ကလေးတွေရဲ့မိဘတွေရဲ့သူတို့သားသမီးတွေအသေးခံပြီးတော့တမင်တက်တက်ကိုအလောက်ကြံရတယ်နော်စဉ်းစားကြည့်ဒီအဘိဗေရှိတယ်မရှိတယ်လို့ဒီကလေးတွေရဲ့အသက်ကိုအသေးခံပြီးတော့ပဲသူတို့ဟိုအပုတ်ချဖို့အတွက်လောက်ကြံမှလာလူတွေလေဗျာနော်ပေဝါတဲ့ကလေးတွေမိဘတွေငိုကြွေးနေတာကြည့်ပါဘယ်တော့ခံစားမှာအဲ့ဒီညမှာကိုသားလေးဖြစ်ကြံနော်တကယ်လူမဆန်နဲ့လောက်ရံတော့ ပထမတစ်ခါနဲ့ဝင်းနေမိတဲ့ဆရာတော်ယူသူတို့စစ်တပ်ကပဲပြစ်တတ်တယ်နော်တန်တဲ့ဆရာတော်တွေကိုမန္တလေးစစ်ကြောရေးတဲ့ခေါ်ထားတယ်နော်နှစ်နာရီသုံးနာရီခေါင်းတွေးဆက်လက်နဲ့ပေးထိုင်ခိုင်းတန်းတယ်နော်ပြီးလို့ရှိရင် driver ကိုတနှက်နဲ့ထောက်ပြီးတော့ဗီဒီယိုရိုက်ပြီးတော့ PDF ကပြစ်ပါလို့ထောက်ဆိုခိုင်းတယ်နောက်ကန်တော်စစ်ဆရာတော်ကြီးကမခံနိုင်လို့ဒါစစ်တပ်ကတတ်တာ PDF ကတတ်တာမဟုတ်ဘူးလို့ပြောလိုက်မှအချက်မရှိတဲ့ရုပ်တွေနဲ့အကုန်ငြိမ်းကုန်တယ်အခုတစ်ခါတည်းဒီဒီဘယ်ရင်မှာသူတို့စစ်တပ်ကလောက်တာမဟုတ်ပြောင်းနေတယ် သူတို့စစ်တပ်ကကြေးချတဲ့ဘုံငယ်အပိုင်းအစအခွန်တွေအကုန်လုံးရထားတယ်။ဒါဟိုចောင်းထဲမှာအဲဟိုရမ်းနေလောက်တယ်ဆိုပြီးတော့ဝါဒဖြန့်တယ်။နော်အဲ့ထဲမှာအစိုးဆုံးကတော့ကျော်စိုးဝဲဇော်ဘုံဟင်းရဲ့အဲဒီခဏရဲ့ဒဇင်ဦးဝဲနော်ဒဇင်ဦးပါပြောထားကျွန်တော်လူကြည့်ပါတော့။ကိုယ်စားပွင့်အကောင့်ကနေပြီးတော့ဒါအကူကြီးတောင်းပြီးတော့ဒီနေ့တရင်ကြောင်လေးတစ်ခုကိုပြန်ပြီးတော့မျက်ဝေချင်တာလေးရှိလို့ပါ။ဒါဆိုတော့ ပေါ့နော်ဒီဒီကနေ့နာမည်ကြီးဟော့ဖြစ်နေတဲ့တင်းတစ်ခုပေါ့အဲ့ဒါတော့ဘာလဲဆိုတော့ဒီဘဲရင်မျိုးနေဦးထိန်ခွင်းကြီးရွာစတင်ရအောင်တပ်ပရောကနေပြီးတော့လင်းနေတဲ့ဒါပုံချဲ့ရတဲ့အတွက်ကြောင့်လို့ကျောင်းသားကျောင်းသူ90ဝန်းကျင်တိဆုံးထိခိုက်တယ်ဆိုပြီးတော့ဒီအကြက်ဖက်အပီမီဒီယာခေတ္တကနေပြီးတော့ပြင်လာတာကိုတွေ့ရတယ်ဝါရဖြန့်ချီလာတာကိုတွေ့ရတယ်ဆိုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တတိကုံစုံစမ်းနေပေါ့နော်ဒီနေ့ဆိုလို့ရှိရင်တော့ဒီနမခတိုင်းတွင်းထဲမှာအဲကံဟောဆိုလို့ရှိရင်မိုးမလင်းငယ်ငယ်ကလေးကမှကျွန်တော်တို့ကံဟောဘက်မှာလေးအောင်မြင်မှုတွေရရှိတဲ့ပုံလေးရှိရယ် ီးတော့ဒီကျွန်တော်တို့ဟိုတခြားပေါ့နော်ဒီဓမ္မဆတ်အတိုင်းမှာတခြားသောဖြစ်စဉ်တွေဖြစ်စဉ်တွေအသေးစိတ်လို့ပြောမပြတော့ဘူးပေါ့နော်အဲ့တော့ဖြစ်စဉ်တွေအများကြီးရှိရအဲ့ဟာညပတ်သက်ပြီးတော့ဘာလို့က၃ရောင်ပေါင်းပြီးတော့ဒီနေ့တရင်တွေချိတ်ဆက်ပြီးတော့အတောင်ရှိရပုံပေါ်တွေကိုတင်ပြခဲ့တယ်အဲအချိန်နှီးမှန်တွေကိုတင်ပြတယ်အဲတရင်ကောင်းတွေရောပြီးတော့ဒီတရင်တွေတော်များချိတ်ဆက်ပြီးတော့လုတ်ခဲ့ရပေါ့အဲ့လုတ်ခဲ့ရတယ်အတီယာဘောက်ကတော့ဒီကနေ့ဒီဘဲရင်ရွာဘက်ကိုအဲဒီဘဲရင်နယ်ဘက်ကိုလေလေချောင်းကနေပြီးတော့ တိုက်ခိုက်ခြင်းအကြပ်နိုင်နေခြင်းရှင်းလင်းခြင်းဘဝမရှိခဲ့ဘူးဆိုတာကိုကျွန်တော်ဒီချာသိခဲ့တယ်အဲ့တော့ကဲနော်ဒါမနေ့ကလည်းသူပြောထားတယ်အဲ့တော့မနေ့ကဗီဒီယိုဖိုင်မှကျွန်တော်ပြောထားတယ်အကယ်၍အဲ့ဒီဘုံကျဲတာစစ်တပ်ကကျဲတာမဟုတ်ဘူးဆိုရင်ကျွန်တော်တို့တော်လိုင်းကြရှုံးပါစေနော်အကယ်စစ်တပ်ကတကယ်ကျဲတာမှန်ရင်တော်လိုင်းရအောင်မြင်ပြီးတော့ဇော်ဘုံဟိန်းနဲ့ကိုမေကိုလို့ နော်ဘဝဆက်တိုင်းအဲ့ကျော်စိုးဦးလဲကိုမေကိုလို့ဒဇင်ဦးလဲကိုဖေကိုလို့လို့ကျွန်တော်မနေ့အောင်ကြိတ်ထားမှုပါပြီ။ဘာဒီဟာနေနဲ့ပတ်သက်လို့ရင်းရင်းဆိုင်ဆိုင်ပဲကျွန်တော်ပြောနိုင်တော့မယ်။ဘာလို့ဆိုတော့ဒီလောက်တောင်လူစိတ်မဲ့တဲ့လူတွေကျွန်တော်တို့တိုင်းပြည်မှာရှိနေအံ့ဩလို့မဆိုဘူး။နော်အခုကလေးတွေကတော်နိုင်ရေးတဲ့ဆိုင်တဲ့ကလေးတွေမဟုတ်ဘူး။သူတို့ဘဝသူတို့ဒီနေရာမှာတခုရှိသေးတယ်။ကြောင်းခွင့်နဲ့အချိန်လားတဲ့။အုံနောက်မဲ့တဲ့လူတွေ။မျိုးဘဝကလေးတွေကတော့သူတတ်မှတ်ထားတဲ့အချိန်စရာတိုင်းကြောင်းတက်လို့ရတယ်လေ။တော်ထဲမှာနေတဲ့ကလေးတွေကတောက်ကြိုင်လေလိုင်းထပ်ပြင်းပြီးရတာ။ ဘုံကိုကျင်းနဲ့စင်းကြည့်ရင်ပြီးရတာအချိန်နဲ့အခါနဲ့စာသင်လို့ရတာမဟုတ်ဘူးဒါကိုလူလို့နားမလဲတဲ့လူတွေကကြောင်းစိမ့်အိမ်ကြီးမရှိတာလို့ကြောင်းတက်ချိန်မဟုတ်တာလို့ရည်တယ်လို့ပတ်တယ်လို့ပေဝါတာအတက်တည်းပြာနော်အတက်တည်းဖက်ရွက်တည်းမဟုတ်ဘူးနော်အဲ့ထဲမှာအစိုးဆုံးကဒီဟာမှဘုံမကျဲဘူးလို့ပြောင်းလိမ့်နေတူတင်လားဆိုတော့ MRDV ရဲ့ဆက်လိမ့်တယ်လို့လိုမျိုးနော်စံနှားတော်ကြီးဖြစ်တာလေဘာကြောင့်ဒီကလေးတွေပြီးကြတာလဲပေါ့နော်ကျွန်တော်တို့အမှစဉ်းစားကြရအများကြီးရှိတာအများကြီးရှိတာအဲ့ခါမှာဟိုတေချာဒီဘင်းရင်းနယ်ဘက်ကလူတွေကို မင်းရဲ့စုံစမ်းကြည့်တဲ့အခါမှာတော့အဲ့ဒီဘက်မှာအဲ့ဒီစာတင်ကြောင်းပေါ့နော်အိုထင်းကွေးရာစာတင်ကြောင်းကိုသူကကလေးကြီးကိုကျောင်းသားကျောင်းသူတွေကိုသူကဖြူစိမ်းဝတ်စုံနေနဲ့ခေါ်ထားတယ်။ဘာလို့ခေါ်ထားရလဲဆိုရင်စန္ဒပြခိုင်းမလို့စန္ဒပြဓာတ်ပုံရိုက်ရိုက်ပြီးတော့ရှိရင်သူကဟာဒုက္ခပါဗျာတေသွားတဲ့အရွယ်လေးတထောင်လောက်ဟာလေးကိုဆန္ဒပြခိုင်းမလို့လားလို့နည်းနည်းအထိပယ်ရှိတဲ့ဇကားတွေပြောနေတစဉ်ဦးပဲဘလို့ဟာလေပောက်ပန်း40ပောက်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 တင်မီဒီယာကိုတင်မယ်တင်ပြီးတော့အဲ့မှာသူတို့ကအဆက်တောင်းမယ် အခက်တဲ့ဗီဒီယိုလည်းသူတို့ပတ်စံပေးပြီးတော့အဲ့ပုံလေးရိုက်ခိုင်းရိုက်ခိုင်းမယ်အဲ့တော့အဲ့လိုမျိုးရိုက်ခိုင်းတော့သူတို့ကအပေးယူတယ်သူတို့ကဘယ်မှာရှိပြီးသားအဲ့ဒီအခြေအနေမျိုးကြီးမှာကလေးတွေကိုခေါ်လိုက်တယ်ဦးထိန်ခွင်းရွာစာတင်ကြောင်းဘက်ကိုခေါ်လိုက်တယ်ဟုတ်ခက်တဲ့မီဒီယာကတင်လို့ပတ်စံရတာဒီကျွန်တော်လည်းလိုက်တင်ခိုင်းအောင်မလားဆိုဟုတ်လားကြားဘူးကြားဟမ်ခင်ဗျမီဒီယာကအဲ့လိုဓာတ်ပုံရိုက်ပြီးတင်ပတ်စံရတယ်ပေါ့လေဟမ်ပပပပဒီဒီလိုပါဇက်မျိုးတွေပြောရဲတယ်နော်မဟုတ်တာကြီးကိုအုပ်လုပ်ပြီးတော့ဒီလိုပြောဖို့ဆိုတာပကြောက်စရာကြီးနော် ဆန္ဒပြခိုင်းမလို့ဓာတ်ပုံတွေရိုက်ထားမလို့ခေါ်လိုက်တယ်ခေါ်တော့ပြုတ်လို့မဖုံးဘူးမသိတဲ့အတိုင်းပဲလေလူငယ်ဆိုတာကတော့စုစမ်းနေစုစမ်းနေစိတ်ရှိကြတယ်အဲ့တော့စုစမ်းတော့ဘာလို့လဲဆိုတော့ဒီမှာအဲ့ဒီအိုထင်းခွေးရောက်မှာအရင်တော့သူတို့ကိုယ်တိုင်ပဲပုံပြောနေပုံပြောနေဆန္ဒပြကြောင်းထဲမှာသူတို့ကိုယ်တိုင်ပဲ TikTok ကနေပြီးတော့ဗီဒီယိုဖိုင်တွေတင်ထားတယ်အဲ့ဒီမှာဟိုဘုံသီးတွေအော်ပြီးရင်ဟိုဒီ drone မှာတက်တဲ့ပြီးတော့တင်ထားပူခဲ့တဲ့ဖိုင်တွေရှိတယ်အဲ့ဖိုင်တွေလည်းကျွန်တော် နေဒီတိုင်းကနေလည်းလာပြတယ်။အဲဒီအိုထိတ်ကွေးရစာတင်ကြောင်းပါတဲ့။အဲပြီးတော့ဖွင့်တော့ကြာပြီ။အကြောင်းဖွင့်တော့ကြာပြီ။အဲဒီအကြောင်းထဲမှာဘာတွေရှိလဲဆိုရင်ရှန်အန်းနေရှိရဲ drop ဒါရုပ်ပြုတ်လုံနေနေစင်နဲ့မြပြုတ်လုံနေဒီမှာ video file လေးတစ်ခုအရင်ကြားလိုက်မယ်။ပုံရှင်းသွားအောင်။အဲ့အဲ့ဒီစာတင်ကြောင်းမှလို့နေနေဖေကပြောရတာဖေကလည်းဟုတ်လားအဲ့ဒီစာတင်ကြောင်းမှလို့နေအဖေကပြောတာလားလို့ ဒရုန်းတွေဘုံသေးတွေပြုတ်လုံနေရဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်။အဲ့အမစာတင်ကြောင်းမှာသူတို့ကိုယ်တိုင်ပဲလုပ်။အဲ့ဒီဟာအဲ့ဒီစာတင်ကြောင်းမှာလို့နေအဖေကနေကိုပြောထားတာလား။နော်ဘေးကဘေးကယူလာတဲ့ဗီဒီယိုဖိုင်ကိုဒီစာတင်ကြောင်းမှာလာပြောရတဲ့နေကကိုဖေကိုလိုချင်လို့လား။ဟမ်အဲ့ဒီစာတင်ကြောင်းမှာစီဒီယန်လောက်တဲ့ဆရာမကြီးကိုတိုင်နော်ရှင်းလင်းထားပူပါပြီဘာပစ္စည်းမှလည်းမရှိပါဘူးတဲ့ဆရာမကြီးစကားနဲ့မယုံနဲ့ဦးအဲ့ဒီဘိုးပေါက်ကွဲတဲ့အချိန်မှာအခုနင်ပြတယ်နော်ဟိုမှာပလူပြန်နေတဲ့ပစ္စည်းတွေ အဲ့ဒီဘုံကွဲပြီးတော့ကျောင်းမှာပြန်ကျဲနေတဲ့အချိန်မှာအဲ့ဒါလိုမျိုးအပိုင်းအစတွေတွေ့လာစကားဆိုတာယုံကြည်ရှိအောင်ပြောရတယ်အခုနေပြထားတဲ့ဗီဒီယိုဖိုင်မှာပလဲဆဲနေတဲ့ပိုက်လုံးကုန်နေအပေါ်ကဘုံကျဲချလိုက်ရင်အဲ့ဒီပစ္စည်းတွေကပြန်ကျဲနေရမယ်အစတွေရှိရမယ်တွေ့လာ VPC ပိုက်ခွန်တွေတွေ့လာမတွေ့ဘူးမလားအေးမတွေ့အဲ့ဒါနင်ကိုဖေကိုလို့ပြင်တာနော်မဟုတ်တာပြောတဲ့အတွက်ကိုဖေကိုလို့ပြင်တာနော်ပြော ီဖောက်ကွဲပစ္စည်းတွေဆိုတာရန်နေနော်အဲအဲ့ဒါကြီးတွေဖြစ်တဲ့အတွက်ကြောင့်ဖောက်ကွဲစီနိုင်တဲ့ပစ္စည်းတွေစုစည်းပြီးတော့သူတို့ပြုတ်လုတာပြုတ်လုတဲ့အခါမှာကျောင်းသားကျောင်းသူတွေကလေးငယ်တွေလာကြတယ်ကလေးငယ်တွေလာတဲ့အခါမှာကလေးငယ်တွေကလည်းစူးစမ်းကြမှာပဲအဲ့တော့စူးစမ်းရင်းနဲ့အဲဒီရန်နေနဲ့ထပြီးတော့ပြောရဲတယ်ကျွန်တော်ပါဇက်ကတော့ပေါ့တရားတော့တရားတော့ကျင့်ဖို့ဆိုတော့တရားတွေမရှိဘူး ီနာမခအတိုင်းထဲမှာဒီဘဲရုပ်အထင်းကြီးနဲ့ပတ်သက်ပြီးတော့အဲဒီရောက်တိုက်ခတ်မှုမရှိခဲ့ဘူးဆိုတဲ့သတင်းကလည်းတော့ confirm ဖြစ်တယ်ပြီးကြတယ်ကျွန်တော်တို့ညနာတွေနေတော့ကျွန်တော်တို့ဒါချပြပြီးတော့ပြောနေရတာပြောကျေးဇူးတင်တယ်တိလာညနာတွေချပြလို့ကျေးဇူးတင်တာကိုဖေကိုလိုးပြင်တာလို့ဘာလို့ဆိုတော့ကျဲချလိုက်တဲ့ပုံဝင်အခွန်ဝင်အပိုင်းစတွေပါအကုန်လုံးရလာတဲ့အတွက်ဟိုကလူတက်တွေပစ္စည်းတက်တွေညံ့ညက်တက်တွေအကုန်လုံးတက်တွေရှိတဲ့အတွက်เนาะအမှန်ရှိတဲ့ပြည်သူအားလုံးကလည်း ပေတဲ့ကလေးတွေရဲ့အမေတွေကအစဒါကစစ်တပ်ကဘုံကျဲတော့မှလို့ပြောတာအကယ်၍ PDF လုပ်လို့ရှိရင်သူတို့သားသမီးတွေတည်ထားတဲ့မိဘတွေကလိုက်ညာပေးမှာမဟုတ်ဘူးရှင်းတယ်နော် PDF လုပ်လို့ဘုံကွဲလို့ရှိရင်အမှတည်ွားတဲ့ကလေးတွေမိဘယူကျုံမကြယူကျုံမကြဖြစ်နေတဲ့နော်ယူကျုံမဖြစ်နေတဲ့ကလေးတွေရဲ့မိဘတွေကဒါကစစ်တပ်ကလုပ်ပါလို့ဘလူးမလိုက်မလိမ့်ဘူးနော်ရှင်းတယ်မလားဘလောက်ပဲသူတို့တနတ်နဲ့ထောက်ထားပါစေ ကိုယ်သားသမီးသေးနေတဲ့အချိန်မှာအပူစောကတ်နေတဲ့အချိန်မှာအမှန်တရားကိုတော့ထပ်ပေါက်ဝဲကြမှာပဲဒါလူတိုင်းရဲ့ဖြစ်တဲ့ဖြစ်ထိုက်တဲ့သဘောတဘာဝနောက်တစ်ချက်နောက်တစ်ချက်ကနေတို့ပြောသလိုဒီပစ္စည်းထိုင်အခုနေဗီဒီယိုဖိုင်ထဲမှာ BBC ပိုက်လုံးတွေတကြောင်လုံးပြန့်နေတယ်အခုလက်ရှိဘုံကွဲဝါတဲ့စာတင်ကြောင်ဗီဒီယိုဖိုင်မှာကြည့်အဲ့ဒီပိုက်လုံးအစတွေတွေ့လာမတွေ့ဘူးမလားအဲ့တော့ရုပ်ပြပြီးတော့အခုတော့မဟုတ်တာကိုထွက်ပြောတဲ့အတွက်အရှင်းမှာငါကြိမ်ခဲ့သလိုပဲเนาะငါတို့ဘက်က ဘုံစစ်တပ်ကဘုံမကျဲပဲဘုံကျဲဆိုပြီးငါတို့တော်လိုင်းကြရှုံးပါစေအကယ်၍ဘုံကျဲတဲ့အဲ့လိုရုပ်ထွက်ပြီးတော့မဟုတ်တာကိုအဟုတ်လို့ပြောရင်ကိုဖေကိုလိုရလိမ့်မယ်နော်တစင်မှုကြီးကောင်းလားဆက်ပြောနော်ဒီကွာလေဒီကြာနောက်တစ်ခုကသူတို့တင်ထားတဲ့ဗီဒီယိုဖိုင်ကဒီပောက်ပြတတဲ့ပစ္စည်းတွေအကြောင်းပါရှိရဆိုတာကိုတော်တော်ဒီအချက်နှစ်ချက်အရာဒီကြာတာကတော့ဒီကလေးတွေတည်ရဲပဲ နင်ပြောတဲ့နှစ်ချက်နဲ့ငါပြောတဲ့နှစ်ချက်ဘယ်ဟာပိုပြီးတော့တဘာဝကြလဲ logic ကြတယ်ယုတ်တိဗေဒရှိလဲနော်အဲ့နှစ်ခုကိုကိုယ့်ကိုစဉ်းစားနော်ဟိုတည်သွားရလို့တော့ပြောကြတာပေါ့နော်ဒါတို့တည်နေတဲ့တရင်တွေကတော့ကလေးတည်ရလို့ပဲပြောတယ်တည်ကြရဲအဲ့တည်ဆုံးမှုကကျွန်တော်တို့ဒီတက်မတော်နဲ့ဘာမှတက်မတော်ကလုံးလို့ဒီကလေးတည်ရရတာတည်ဆုံးတာလုံးဝမဟုတ်ဘူးဆိုတော့ဒါအခုကြည့်နေသူတွေအကုန်လုံးဒီမှာကြည့်နေသူတွေအကုန်တစ်ထောင်ပြောလောက်ရှိတယ် နေပြီးတော့ပြောကြခြင်းနေဆိုတော့တိုင်းလူတိုင်းပွားတွေကတော့အများအားလို့လို့အဲ့ဒီမီဒီယာကတော့တောက်ချက်တော့တင်ပြရတယ်ပေါ့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 ဒါလိုခက်ကြီးမှာလေဒီစားရှင်ရေမီယုံကြီးစေချင်ပါတယ်ပြီးတော့နော်ပိယက်ကာလာကြီးလေနော်နွေရာသီကျောင်းပိယက်ကာလာကြီးနွေရာသီကျောင်းပိယက်ကာလာကြီးမှာအဖြူစိမ့်နေဝင်ပြီးခလေးတွေတည်တယ်ဆိုတာခင်ဗျားတို့ဖြစ်လာတာအကောကကိုပဲအဲ့ဒါဖြစ်လို့ပြောတာကိုဖေးကိုလင်းတော်လောက်ခုလောက်ပဲတိတယ်အတိတရားကြတော့စဉ်းစားမတတ်ဘူးမလားအေးပြောပြမယ် နော်မြို့မှာနေတဲ့စစ်မဖြစ်ပွားရဒေတာတွေမှာနေတဲ့ကလေးတွေကတတ်မှတ်ထားတဲ့အချိန်ဇာတ်တိုင်းကြောင်းတက်လို့ရတယ်နော်တောမှာနေတဲ့ကလေးတွေအထူးသဖြင့်နေလို့စစ်တပ်ကလေရင်အမြဲပြန်ဝဲနေတဲ့ဒေတာမှာနေထိုင်ရတဲ့ကလေးတွေကြတော့နော်ကြောင်းကိုအချိန်မှန်တက်လို့မရဘူးအချိန်မှန်တက်လို့မရတော့ကလေးတွေပညာရေးကိုလက်ဟာမှာစိုးတဲ့အတွက်အားရင်အားတဲ့အချိန်မှာစတင်ရတယ်လေရင်ပြန်ဝဲလာလို့ဖြစ်ဘုံကွချင်းနဲ့ထွက်ပြေးရင်ထွက်ပြေးရတယ်အဲ့ဒီအတွက် တတ်မှတ်ထားတဲ့ចောင်းဖွင့်ရင်កាលမှာတာចောင်းတက်လောက်ရတာမဟုတ်ဘူးအခြားအချိန်မှာလည်းចောင်းខော်တင်တယ်အပူချိန်နေတင်တဲ့ဟာလည်းရှိတယ်နားလဲပြီးဒါမတည်ဘူးเนาะခေလုံးမလေးရှင်းလားဆက်နားတော့ဟဲ့စဉ်းစားကြည့်ကိုကကိုပဲစဉ်းစားကြည့်ကျမပြောတာမယုံစဉ်းစားတယ်စဉ်းစားတယ်ငါငါပြောတာမယုံနဲ့စဉ်းစားအဲ့ကောဟုတ်ပြီအထူးသင်းကြီးဝင်ပြီးတော့ဟိုတို့စာတင်ရတယ်ပဲထားအောင်อืมအဲ့ဒီဒီဘဲရင်မျိုးတယ်ပါတို့အစိုးရရဲ့ပညာရေးတန်းနေရာမရှိတော့ဘူးနင်တို့ဘယ်သူအစိုးရတင်တာလို့လဲဟမ် ။ဆောက်ရှက်မရှိတဲ့ဟမ်။ပြောရမှာကောင်း။အဲ့မှာစာတင်ကြောင်းနေပညာရေးကဏ္ဍတွေရရတဲ့နေရာကြာပြီ။ဒီဘေးရင်ဆိုတာကဟိုခင်ဗျားတို့လည်းသိမှာပါ။အကျဉ်းသက်ပြီးကဲဒီဆုံးမိုးနေတဲ့နေမီတို့တော့ပြောလို့ရတယ်။အဲ့လိုနေမီမျိုးမှာဟိုတမတို့အစိုးရဝန်ထမ်းတွေဆရာဆရာမတွေစာလာရောက်ပြီးတော့တင်ကြနိုင်ခြင်းမရှိ။ကျောင်းသားကျောင်းသူတွေလည်းစာတင်ကြနိုင်ခြင်းမရှိ။တိကျတာဒီသူအယုရှိကတကယ်နော်ပောက်ပန်း50ကိုလူရံကိုဆွဲကြွတဲ့ဇာတ်မျိုးတွေနော်ဆိုတော့ဟုတ်အဲ့ဒီခရီးပြီးဆုံးမှုอ่ะ လူဘာများလဲကျွန်တော်တိုင်းပြည်တက်ပြီးတော့လူဘာတော့ဝါနေတာရှိနေရတယ်ကွာထုံးစံတိုင်းပေါ့သူတို့လုံနေကြတဲ့အတိုင်းပေါ့တက်မလို့ပေါ့မှာဒီသူလူတို့အမြင်မကြည့်အောင်ဟုတ်ပြီဒီခါကျွန်တော်ဆုံးသွားပြီအပေါင်းတရားတွေပွားများအောင်ဒီလိုပဲလုံကြံပြီးတော့တိုက်ခိုက်တဲ့ခြေသားချက်တွေပဲဖြစ်တယ်ဆိုတာကိုဒီနေ့သိစေချင်ပါတယ်ဒီဒီအောင်မြင်မှုတွေတော့တော်တော်များများရတယ်။ဒီကံကောမြင်လို့ဘောမလင်းနေတယ်။တို့အောင်မြင်လိုက်စက္ကန့်တစ်ခုပါသွားလိုက်။အောင်မြင်လိုက်နေတယ်။ဒီနေ့အဲကံကောကျောင်းကျောင်းပါသွားလိုက်။အဲမရွာပါ။အိတ်ဖွင့်ပြီးတော့ ဟိုပေတရက်တရားနေပြီးတော့ပေါ့နော်ဒီကံဟောမျိုးအတွင်းအကောင်စီတွေဝင်ရောက်မလာဖို့ဆိုပြီးတော့ပိတ်ဆို့ပြီးတော့အဲခေဖွင့်ထားရဲပေါ့အဲ့မှာကျွန်တော်တို့ဒီကံဟောတက်နေရာလေးချင်းညာထားရဲမင်းတို့ကံဟောမျိုးနဲ့ငါးမိုင်ပတ်လေကိုမလာခဲနဲ့လာရင်တော့အရှင်တော့မထွက်ရဘူးအလေးပဲရမယ်ဆိုပြီးတော့အဲကံဟောတက်နေရာအကူရီယာလေးချင်းညာထားရဲအဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့မှာသူကကံဟောမျိုးအထွက်လင်မရွာမှာအဲ့လာခွင့်အဲ့လာခွင့်ရဲ့အချိန်မှာအမတက်မော်နေမိကတိုင်ရနေကောပြီးတော့ရှင်းနေတဲ့အခါမှာအဲသူတို့တင်တဲ့သတင်းအရာပေါ့နော် သူတို့တင်တဲ့တရင်ရ17ရက်အတီ6ရက်အရှင်ဆိုပြီးတော့သူတို့တင်ထားတယ်။ကျွန်တော်တို့ဘက်ကတော့တရင်တော့မထုတ်ပြန်ကြသေးဘူး။အဲအဲ့လိုမျိုးလေးတော့တွေ့ရတယ်ဆိုတော့အဲ့ဒီနေ့မှာဒီကနေ့မနက်ပိုင်းမှာတော့ဒါအဲ့ဒီကံကောင်ကနေပြီးတော့ရတဲ့အောက်မြင်မှုလက်မှတ်တွေပေါ့လက်မှတ်ခဲရတယ်။ကျွန်တော်တို့ delivery channel မှာတင်ထားပါတယ်။အဲကျွန်မရဲ့ TikTok account ကတော့ဒီကနေ့တက်သွားပြီပေါ့နော်တက်သွားပြီအဲတော့ကိုစုံခွင့် account ကနေပြီးတော့ဒါလာပြီးတော့အကူကြီးတောင်းပြီးတော့ live stream ပြီးတော့ဒေးတဲ့စကားလေးကိုညနေအောင်ကြည့်နော် ဆိုတော့သူများတွေတက်မတော်ပေါ်မှာဟလာအမုန်းတရားတွေပွားများအောင်လို့ပြောနေတဲ့စကားတွေနားမရောမနေတကယ်အဖြစ်မှာတော့မိမိရဲ့ကိုယ်ပိုင်အတိညာနဲ့ပဲစဉ်းစားနေကြတာပါဘာလို့ပြောတာမပြောပါနဲ့ကျွန်တော်ပြောတာပြောချင်ဟုတ်တယ်အဲ့စကားကိုပြောလို့ရတယ်ဒါပေမဲ့မိမိရဲ့အတိညာနဲ့မိမိတခြားစဉ်းစားဟုတ်တယ်အဲ့ဒါတော့သဘောကျတယ်ကလေးတွေဖြူစင်းဝတ်ပြီးကြောက်တတ်တယ်ဆိုတာဖြစ်နိုင်ပါလားအဲ့နေနေချင်းနိုင်မှာစဉ်းစားရနော်ငါကဘာချောက်တက်ကြတယ်ဆိုတော့ရှင်းပြထားတယ်အဲ့တော့နားထောင်တဲ့လူတွေတဲ့ကိုအုံးထောင်းတဲ့ကိုစဉ်းစားဆိုတဲ့စကားကြိုက်တယ်နော်စဉ်းစားလိုက်မြည်သူတွေကနောက်တစ်ခုကကျတော့အဲ့လိုမျိုး ရေခဲရင်းဆိုတာကအချက်ဖက် PTSD ဆိုးမိုးတဲ့အနေမှာအတက်မလို့ကနေပြီးတော့ပြီးတော့ဒီနေ့လဲဒါဒီဆောင်တက်ခဲမှုလုံးဝမရှိခဲ့ဘူးဆိုတာကိုလည်းသိရတယ်မဟုတ်ဘူးဆိုရင်တော့ပေါ့ကွာဟိုခင်ဗျားတို့အမြင်ပြီးဝေဟင်တို့ဘာတို့ဟလာဟလာမေဒီလာရှန်နယ်လေးစိတ်ကနေလင်းရဲ့ဘန်တိုင်းတက်သွားပါပြီအနောက်မြောက်ရက်သို့ဥတီတက်သွားပါပြီအဲ့ဒီလိုမျိုးတင်နေတဲ့သတင်းချန်နယ်တမားတွေကိုလည်းခင်ဗျားတို့ကိုယ့်ဘက်ကိုတွားကြည့်ကြည့်ပါ ဒီနေ့ဒီပြင်းရပါတင်ထားတယ်လေတင်ထားတယ်ဒါကတော့တစီဦးရဲ့တော်ဆိုးဦးရဲ့စော်ပုံးဟင်းရဲ့မုံရွာကိုမနေကအောင်ကအဲသူတို့စစ်ခွေးတက်နေကိုလာတာဖြစ်တယ်သူတို့ဘောလုံးပြန်ခွဲဆိုတာပါဆိုတာအဲ့ကိုလာတာဖြစ်တယ်အဲ့ဒီမုံရွာမှာတက်ခုကဒါအဲ့ဒီမုံရွာမှာရှိတဲ့သူတို့စစ်တပ်အဆောက်အအုံတခုမှမနော်အဲ့တော့ဒီဒီပြင်းဖြစ်စဉ်ကသူတို့စစ်တပ်ကမဟုတ်ပါဘူးလို့ပေါ်တီမီကိုပြောင်းနေသွားတာအဲအဓိကသူတို့ကဒီချိန်ကတောင်းပန်ထားတဲ့အချိန်အဖြူစိမ့်ဝစ်เสียလားကော ကျွန်တော်ပြောသလိုဒီကာလမှာဂျာကာလာ IUG ရဲ့ဂျာကာလာပညာရေးအစီအစဉ်မှာတင်းနေရတဲ့ကလေးတွေအားလုံးဟာ online ကတင်တဲ့ကလေးဆိုမနက်9:00နာရီထပ်တင်တဲ့ကလေးတွေရှိတယ်เนาะ မနေ့9နိုင်ထပ်နေတဲ့ကလေးလေးရှိတယ်။ဘာဖြစ်လို့လဲဒီတစ်နှစ်တည်းတစ်နှစ်ပညာရေးတွေကိုနောက်ကျကြာမခဲ့မှဆိုလို့အဲ့လိုတင်တဲ့နေရာမှာလဲဆရာမနေရာလဲအခါကျရင်အခက်အခဲတွေရှိတယ်။မြေပြင်မှာလည်းဒီလိုပဲကျွန်တော်တို့ကဒီနေ့ကျောင်းတက်ကပဲမဲ့နောက်နေ့လင်းဝဲလို့ထင်ချက်ချင်းကျောင်းကိုဘုံကုတ်အချင်းနဲ့စင်ပြရတဲ့ဒေတာတွေရှိတယ်။အဲ့တော့ပညာရေးကိုတိုင်တယ်ပဲတိတိကျကျနဲ့တွားလို့မရတဲ့ဒေတာတွေမှာကလေးတွေပညာရေးနောက်ကျမှဆိုလို့ဆရာမတွေကဒီစီရင်တင်ပြီးလောက်ပြီးတော့ဒီစာပြနေဆရာမတွေက မိမျိုးစုံနဲ့ကြိုးစားနေကြတာအခုဒီဒီဘေးမြို့နယ်တကြောမြိုင်မြို့နယ်မှာလက်ရှိအချမ်းဘက်စစ်ကောင်စီရဲ့ဒီလိုမျိုးမစင်မရှင်ကျောင်းသားတငယ်တွေပေါ်ကိုပြစ်မှတ်ထားတိုက်ခိုက်လာလောက်ရကြောင်းကျောင်းတွေကိုအကန့်ဒီယာယီပိတ်တယ်ဆိုပြီးတော့ကျင်ညာချက်ထုတ်လိုက်အချိန်ရောက်လာပြီဘာလို့စာတင်ကျောင်းတွေပေါ်သူတို့တီးတက်လိုက်ပြီးတော့ဘုံကျဲနေတာဖြစ်တဲ့အတွက်ကလေးတွေရဲ့ဟိုဟာကိုအတက်အန္တရာယ်ကိုစိုးရိမ်ပြီးတော့ကျောင်းတွေပိတ်လိုက်တဲ့အချိန်ဖြစ်လာပြီ ဒါပေမဲ့ဒီဒဇင်ဦးတို့ကျော်ကျော်စုံဦးဇဘုံဟင်းကမနေ့ကသူတို့၃ယောက်လည်းပေါင်းပြီးတော့တင်သွားတယ်။ line ပေါ်မှာလည်းအားလုံးသူ့အတိုင်းဝိုင်းစင်းနေကြတာပြည်သူတွေနော်။အခုလည်းဒါ line ပြင်ပြီးတော့တီးတန်ပြောတာ။အဲ့တော့ပြောချင်တာကဒဇင်ဦးတွေနော်အားနေလို့ရှိရင်အမှဒုပလန်မှကျုံးနေကြနော်။မင်းတို့အတွက်တာယာလိမ့်မယ်။ဒါဘာလို့ဆိုတော့ပထမဗီဒီယိုဖိုင်မှာတွေ့တယ်။ဘာ goal level နဲ့တဲ့ဇဘုံဟင်းအမှအရက်တွေထောင်းငါတို့က AC ပဲတတရာပဲငါတို့ short line လုံးနဲ့ပြည်တယ်မင်းတို့အဲ့ပေါ်မင်းတို့ကတတရာရာပေါ့ရှေ့မှာစစ်သားတွေရဲတွေကတော့ခွေးတင်ွက်တင်နေတာမင်းတို့ကမြှောက်ပေးလိုက်မင်းတို့ကအဘတွေလည်းပေါင်းလိုက်အဲ့ ့မပျော်ပါပြီးတောက်စားလိုက်နော်စဉ်းစားကြည့်မင်းတို့ဘဝတကယ်မြောက်ပေးတာမင်းတို့စစ်တပ်နော်တေရတာအရှိမစစ်အရာကြီးအကြစစ်တီတွေနော်တိုက်ပွဲမှာကချင်မှာကြားလိုက်ရခိုင်မှာကြားလိုက်မျိုးစုံကြားလိုက်အခုတနင်္လာနေ့မှာကြားလိုက်နော်ထိုင်းနဲ့ထွက်ပြေးထိုင်းကမောင်းထုတ်အဲ့စတားတွေဘွားကြည့်လိုက်မင်းတို့ဘွားလာတတရရမယ်ဘယ်ပတရမောမင်းတို့အဲ့လိုအခွင့်ရေးရဖို့အတွက်မဟုတ်အခုလိုမျိုးအမှန်တရားကိုမဟုတ်ပါဘူးလိန်ပြီးတော့အပေါ်ကစစ်ဖို့ကြုတ်နေအကြိုက်မင်းတို့လိုက်လုံနေတာ အဲ့တော့တကယ်တိုင်းပြည်နဲ့တက်မတော်ဖြစ်စည်းနေတာဒီ PDL လည်းပုံကန်နေလည်းမဟုတ်ဘူးတိုင်းသားအီရဝဲစီလည်းမဟုတ်ဘူးနော်အဲ့ဒီစစ်တပ်ခေါင်းဆောင်တွေနဲ့အဲ့စစ်တပ်ခေါင်းဆောင်တွေကိုမြောက်ပွင့်ပေးနေတဲ့သူတို့အောက်တန်းစားနေတယ်ဒါကျွန်တော်ပြောတဲ့စကားမှားရင်လာခဲ့နော်ဒီတိုင်းပြည်နဲ့ဒီပြည်သူပေါ်ကိုဖြစ်စည်းပြီးတော့အကြမ်းဖက်နေတာဟဲ့ဒီစစ်ခေါင်းဆောင်တွေနဲ့အဲ့ဒီစစ်ခေါင်းဆောင်တွေအကြိုက်လိုက်မြောက်ပွင့်ပေးနေတဲ့ဒီလိုအောက်တန်းစားနေတယ်ဒါကြောင့်မို့လို့ဇင်ဦးရဲ့အားလို့ရှိရင်အမှန်လေ ကျော်စိုးဦးရဲ့ဇော်ဘုံဟင်းနေဒူပလက်ဝမ်းဆွဲနေကြတိလားအဲ့တော့ဒူပလက်ဝမ်းဆွဲရင်တော့ဇော်ဘုံဟင်းအောင်နဲ့တာနိုင်တယ်ဗောဘလားတောက်တဲ့အတွက်ကျော်စိုးဦးသက်ဆိုင်လုနိုင်တယ်တိလားနော်အဲ့ဒါဆိုရင်တို့တို့တာယာလိုက်မယ်တိုင်းကြီးတို့လည်းအကုလို့မဖြစ်ဘူးအခုလို့ပေါ်တင်ကြီးဟာမျိုးနော်ဝင်းနေမဲ့တဲ့အောင်ဆရာတို့ရေနေတို့တို့လိန်ခဲ့တာပဲနော်စောက်ချက်မရှိတဲ့စောက်ွက်တွေတဲ့အခုတခါထက်လိန်တယ်ဟုတ်လားမနေတို့မှစောက်ချက်မရှိဘူးဆိုတော့တိုင်းကြီးလုံးတိတယ်အဲ့တော့စောက်ချက်မရှိလို့ဒီကောကိုအေးအေးဆေးဆေးလေးဒူပလက်ဝမ်းဆွဲနေအော်ခိုင်းရိုက်နေကြနော်အဲ့ဒါဆိုရင်တိုင်းကြီးတို့လည်းအကုလို့မဖြစ်ဘူး အခုလိုမျိုးထွက်ထွက်ပြောတော့လေအနားမှရှိရင်ကုတ်ထိုးပြီးတော့ငါသွေးစိမ့်ဖောက်တော့လိုက်ရှင်တယ်ဘာလို့လဲပေဝါးတဲ့ခလေးတွေအတွက်တွေးပြီလေနေလို့အဲ့လိုပြောတဲ့စောက်ခွက်တွေကိုစောက်သဲနာနေနော်အဲ့လားဖြစ်လို့ပြောတာအပိုင်းပြီးတော့အခုလိုပေးတာညားနေနော်ထိတဲ့အချိန်ကျမှပြည်သူတို့မလုံးနဲ့နော်နေလို့ဟာလက်ရှိစစ်သားတွေနဲ့နေလို့ကပိုဆိုးတဲ့အစိတ်အတော့ဖြစ်နေတယ်